ချစ်တော်ညီကိုမောင်မတို့အားလုံးပဲခရစ်တော်၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဒီကနေ့အားလုံးနဲ့ဝင်ငါခြင်းတဲ့ခေါင်းစဉ်လေးကဖျားလူကိုပေးလူချင်းအကျိုးအပိုင်း၃ဖြစ်ပါတယ်။တမန်တော်ဝုဒ္ဓခန်းကြီး16ငယ်14ကနေ15ဖြစ်ပါတယ်။သူအခါနီမောင်းသောအထယ်အလိတ်ကိုရောင်းတော့တွာတိရဲမြို့သူလူတိအမိရှိသောမိမတယောက်သည်ဖျားသခင်ကိုကိုးကွယ်တော်သူဖြစ်၍တရားနာစင်တွင် ေါ်လူဟောပြောတော့အရာကိုမိဝဲစင်ကက်စေခြင်းကသူဤစိတ်နှလုံးကိုတခင်ဖျားဖွင့်တော်မူ၏ထိုမိမ့်မာဒီအိမ်သူအိမ်သားတို့နဲ့တကွပฏิဆံကိုခံပြီးမှကျမသည်တခင်ဖျား၌အမှန်ယုံကြည်သူကိုတင်တို့သည်ထင်မှတ်လင်ကျမအိမ်တို့ဝင်၍နေကြပါဟုတောင်းပန်လျက်ငါတို့ကိုအနိုင်သွေးဆောင်လေ၏တဲ့ဒုတိယကျမ်းချက်ကဗျာဒိတ်ကျမ်းခန်းကြီး1:17ဖြစ်ပါတယ်နော်ခဏနေဖတ်ပြပါမယ် ဆိုတော့ဒီကနေ့အတိကပြောချင်တာကဖယားရဲ့စစ်မှန်တဲ့အမှုတော်ဆောင်ကိုအာပေးလူကူညီခဲ့ရတဲ့အကျိုးကျေးဇူးကိုအတိကပြောတော့မှာဖြစ်ပါတယ်။ဒါဆိုရင်ဒီခုဖတ်သွားတဲ့ကျမ်းချက်ထဲမှာဘယ်သူကဖယားသခင်ရဲ့အမှုတော်ဆစ်လဲဆိုတော့တေချာဖတ်လိုက်တဲ့အခါမှာရှင်ပေါလုဆိုတာကျွန်တော်တွေ့ရတယ်။ဗါတယ်လေရှင်ပေါလုရှင်ပေါလုဟာဖယားသခင်ရဲ့အမှုတော်ဆောင်ကျွန်ဆစ်ဖြစ်ပါတယ်။ဖယားသခင်ရဲ့လူဆစ်ဖြစ်ပါတယ်။ ။ဘာကြောင့်လို့ပြောရလဲဆိုတော့တမန်ချန်းစာကိုတေချာဖတ်ကြည့်မယ်ဆိုရင်ရှင်ပေါလုရဲ့အကြောင်းအများကြီးရေးထားတယ်။ကျွန်တော်နည်းနည်းလေးနားလည်အောင်ရှင်းပြမယ်နော်။ရှင်ပေါလုဆိုတဲ့သူမဖြစ်လာခင်မှာတမန်တော်ဘုရားသခင်ရဲ့တခရေရှုခတော်ရဲ့တမန်တော်မဖြစ်လာခင်မှာသူကဘာလဲဆိုတော့ဖာရိရှေလူမျိုးဖြစ်တယ်။ Okay ။ထပ်ပြောမယ်နော်။ကျွန်တော်ခရိယန်တွေအတိနေတာတခုအဲ့ဒါပဲအမှန်ကရှင်ပေါလူကလေငကိုရေကလူဆိုးမဟုတ်ဘူး။ तू ကဖာရိရှေသူ့ကိုယ်သူတအားကောင်းတယ်လို့ခံယူထားတဲ့သူနော်။ သူ့ကိုသူတားခံကောင်းတယ်လို့ခံယူထားတဲ့သူဖာရိရှဲသူကတမန်ဟောင်းကယေဟောဝါကိုပဲကိုးကွယ်တယ်။ဒါကြောင့်ယေရှုကိုကိုးကွယ်တဲ့သူသူတားမုန်းတယ်။ဒါကြောင့်ယေရှုကိုကိုးကွယ်တဲ့သူသူကလိုက်တက်တာလိုက်ဖမ်းတာ။ Okay ဒါလောက်ဆိုနားလည်မယ်နော်။တနည်းအားဖြင့်တခင်ယေရှုခရစ်တော်ကလည်းဖာရိရှဲတွေကိုမချစ်ဘူးလားဆိုချစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တချို့ခရိယန်တွေကဘလို့ခံယူလဲဆိုတော့အာတခင်ယေရှုခရစ်တော်ကဖာရိရှဲကိုခဏခဏပဲဟိုချိန်မောင်းနေတာဟိုအော်ဟစ်နေတာပဲတွေ့တယ်။ အာသခင်ယေရှုကပါရိရှဲကိုမချစ်ဘူးလားမေးစရာရှိပါတယ်အမှန်ကတော့သခင်ယေရှုကပါရိရှဲတွေကိုလည်းချစ်ပါတယ်သူတို့ရဲ့အသွင်းနဲ့အပြင်နဲ့ဟန်ဆောင်ကောင်းလွန်းလို့သခင်ယေရှုခရစ်တော်ကသူတို့ကိုဒဲ့ဒဲ့ပြီးမှထောက်ပြတာဖြစ်ပါတယ်နော် အမှန်ကသခင်ယေရှုခရစ်တော်လည်းပါရိရှဲကိုချစ်တယ်ဘာဘာဘာကိုကြည့်ချင်းအဖြစ်တည်ရလဲဆိုတော့ရှင်ပေါလုကိုပဲကြည့်လေဟုတ်တယ်နော် ရှင်ပေါလုကငโกရေကဖာရိရှေနောက်ပိုင်းတခင်ယေရှုခရစ်တော်ကိုတွေ့သွားပြီးမှတခင်ယေရှုခရစ်တော်ကိုယုံကြည်သွားပြီးတော့မှတခင်ယေရှုခရစ်တော်ရဲ့တကယ်ကောင်းတဲ့အင်မတန်သစ္စာရှိတဲ့တပည့်တော်တယောက်ဖြစ်လာတာဟာလေလုယာဟောရှင်ပေါလုရဲ့တသက်ကိုကြည့်မယ်ဆိုလို့ရှိရင်တခင်ယေရှုခရစ်တော်ကိုအာတခင်ယေရှုခရစ်တော်သူ့ကိုဗာဖြစ်လေဒီအာလမ်းတစ်ခုမှာသူ့ကိုထင်ရှားပြတယ်သူ့ကိုပြောပြ သင်အဲ့ဒီနေရာမှာပဲသူ့ကိုဘာဖြစ်လဲတပိတော်လှုပ်ဖို့ရန်အတွက်ဖိတ်ခေါ်ခဲ့တယ်။တခင်ယေရှုကိုယ်တိုင်ဖိတ်ခေါ်ဖိတ်ခေါ်ခဲ့တာနော်။ဆိုတော့ရှင်ပေါလုကပြောင်းလဲသွားပြီးတဲ့နောက်ပိုင်းမှာတခင်ယေရှုခရစ်တော်အမှုတော်ကိုကောင်းကောင်းဆန်းဆန်းတမန်သစ္စာရှိရှိဆောင်ခဲ့တယ်ဆိုတာကျွန်တော်ကျမ်းစာဖတ်တဲ့သူတိုင်းသိမှာပဲဟုတ်တယ်နော်။ဆိုတော့ဒီနေရာမှာကျွန်တော်နားလည်ရတာက ရှင်ပေါလုဒီဖျားလူစစ်မှန်တော့ဖျားလူသစ္စာရှိတော့ဖျားလူဖြစ်တယ်ဆိုတာကျွန်တော်နားလည်ရတယ် နောက်တစ်ခုကကျွန်တော်တို့ဒီကနေ့ဖတ်နေတဲ့တမာကျန်းစာ66အုပ်နော်66အုပ်ကိုတအုပ်သေးပဲပေါင်းချုပ်ထားတာလေဒီကနေ့ကျွန်တော်ဖတ်နေတဲ့ကျန်းစာကအခုဒီကျွန်တော်တို့ဖတ်နေတဲ့ကျန်းစာကပ္ပဦးကျန်းကနေဟိုးဗျာသိကျန်းအထိကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီကျန်းစာကိုအများဆုံးရေးတဲ့သူကဘယ်သူလဲဆို ရှင်ပေါ်လို့ဖြစ်တယ်โอเคထပ်ပြောမယ်နော်အမှန်ကတော့ရေးတဲ့သူကတော့တန်ရှင်တော်ဝင်းကျွန်တော်တူချီလို့ရေးတဲ့သူကတော့ဖျားပေါ့နော်ဒါပေမဲ့အတုံးတော်ခိုင်းမှရေးခဲ့တဲ့သူကအာကျန်းစာအများဆုံးရေးခဲ့တဲ့သူက တမန်တော် ရှင်ပေါလို့ဖြစ်ပါတယ်โอเคဒီမှာကြည်ချင်းအားဖြင့်ကျွန်တော်တို့ပို့ပြီးတော့မှသေချာတာကတမန်တော်ရှင်ပေါလို့ဒီဖျားသခင်ရဲ့လူစစ်တစ္ဆာရှိတဲ့အမှုတော်ဆောင်စစ်ဆိုတော့ပို့ပြီးမှနားလည်ရတယ်ဆိုတော့အဓိကပြောပြချင်တာကပေါလို့အကြောင်းကိုမိတ်ဆက်ရင်းနဲ့ရှင်ပေါလို့ဒီဘယ်လိုမျိုးလူလဲရှင်ပေါလို့ဒီတကယ်ပဲဖျားသခင်ရဲ့အမှုတော်ဆောင်စစ်လာဆိုတဲ့ဟာကိုသေချာအောင်ကျွန်တော်နည်းနည်းလေးရှင်းပြလိုက်တာနော်ဆိုတော့ဒီနေရာမှာဘုရားသခင်ရဲ့လူဘုရားသခင်ရဲ့ကြုံစစ်ဘုရားသခင်ရဲ့အမှုတော်ဆောင်စစ်ကရှင်ပေါလို့ဖြစ်တဲ့ ဒါဆိုရင်ဒီဘုရားသခင်ရဲ့လူဖြစ်တဲ့ဘုရားသခင်ရဲ့ဂျုံစစ်ဖြစ်တဲ့ဘုရားသခင်ရဲ့အမှုတော်ဆောင်ဖြစ်တဲ့လူကိုဘယ်သူကပေးလူလိုက်တာလဲကျွန်တော်ဖတ်ရအောင်နော်တမန်တော်ဝုဒုခန်းကြီး16ငယ်14မှာဘလို့ပြောလဲဆိုရင်ထိုအခါတဲ့ညီမောင်းတော့အထယ်အလိုက်ကိုရောင်းတော့တွာတိရဲမျိုးသူလူတိအမိရှိတော့မိမတယောက်တည်းတဲ့โอเคဒီနေရာမှာတတိထားနော်ဘယ်သူလဲဘယ်သူလဲတွာတိရဲမျိုးကလူတိလို့အမိရှိတဲ့မိမတယောက်ရှိတယ် တွာတိရဲဆိုတာကျွန်တော်တို့ဂျာတိတ်ကျန်းခန်းကြီးတင့်ငယ်စတဲ့ကိုတေချာကြည့်မယ်ဆိုလို့ရှိရင်တွာတိရဲမဟုတ်ပဲနဲ့တွာတိရဆိုတာကျွန်တော်နားလည်ရတယ်โอเคเนาะနောက်ဆုံးကျွန်တော်အခုမြမဆံမီပါတာပြန်ကျန်းနောက်ဆုံးပေါ်ပါတာပြန်ကျန်းကိုကြည့်မယ်ဆိုရင်ဒီဟာကတွာတိရဲမဟုတ်ပဲနဲ့တွာတိရဆိုတာကျွန်တော်နားလည်ရတယ်ဂျာတိတ်ကျန်းခန်းကြီးတင့်ငယ်စတဲ့ကိုတော့ဖတ်ကြည့်အဲ့မှာဂျာတိတ်ကျန်းကအသိန်းတော်ခုနှစ်ပါးကိုစာရေးပေးတဲ့အထဲမှာနပတ်လေးအသိန်းတော်တစ်ပါးကတွာတိယအသိန်းတော်ဖြစ်ပါတယ်တွာတိယမြို့မှာရှိတဲ့အသိန်းတော်โอเคနော် ဆိုတော့တော်တီးရဆိုတော့မြို့နာမည်ဖြစ်တယ်မြို့နာမည်အဲ့ဒီမြို့ကနေလာတဲ့လူတီဆိုတဲ့လူအမိန်းမတယောက်ကဖယားသခင်ရဲ့လူကို ပြုစုခဲ့တယ်ဖယားသခင်ရဲ့လူကိုပေးလူခဲ့တယ်ဖယားသခင်ရဲ့လူကိုဧည့်ခံခဲ့တယ်โอเคကိုညီခဲ့တယ်ဆိုတော့ဒီအကြောင်းကိုနည်းနည်းလေးအာရှင်းအောင်ညီအောင်နည်းနည်းလေးပြောပြမယ်နော်ရှင်ပေါ်လူပြောင်းလဲလာပြီးမှအေးဝံဂေလိခေါ်နေတဲ့အခါမှာတဲ့သူယူပါယုံတစ်ခုတွေ့တယ် ယူပါယုံဆိုတော့အိမ်မက်လိုလိုအိမ်မက်လည်းမဟုတ်ဘူးမြင်အိုပါလေမျက်စိထဲမှာမြင်ရအောင်တာโอเคမြင်ရအောင်တာဘာမြင်အောင်လားလဲဆိုတော့မာကီဒိုနီနော်မာကီဒိုနီဆိုတာလည်းပြည်နယ်တစ်ခုဖြစ်တယ်ပြည်နယ်တစ်ခုမာကီဒိုနီပြည်နယ်တိုင်းဖြစ်မယ်နော်တိုင်းတစ်ခုလုံးအဲ့ဒီထဲကလူတယောက်ကမာကီဒိုနီလူပါဆိုမှသူ့ကိုလိုင်းမှာပြောတယ်ငါတို့အင်္ဂလိပ်လာဟောပေးပါဆိုမှလာပြောတယ်သူရဲ့ယူပါယုံထဲမှာဆိုတော့အော်ဒါဒီ တတင်းကောင်းအေဝီလီဟောဖို့ရန်အတွက်ဘုရားသခင်ကောင်းလမ်းပြနေတာပဲဆိုမှသူချက်ချင်းဆိုသလိုမာကီဒေါနီဖက်ကိုတွားလိုက်တယ်အဖွဲနဲ့သူတျောက်တယ်မဟုတ်ဘူးနော်သူမှလည်းအဖွဲပါတယ်သူအဖွဲနဲ့သူသူနဲ့ခေါ်ပြီးတော့မှမာကီဒေါနီဖက်ကိုအေဝီလီလို့ဖို့တွားတယ်ဆိုတော့မာကီဒေါနီမှာမြို့တွေအများကြီးရှိတဲ့ထဲမှာဖိလစ်ပိနော်ဖိလစ်ပိမြို့ကမာကီဒေါနီတိုင်းတစ်ခုလုံးရဲ့အကြီးအချက်ချမြို့ဖြစ်တယ် ဒါကြောင့်သူတို့ကအဲ့ဒီဖိလစ်ပီးမြို့မှာရောက်လာပြီးမှမာကေဒိုနီးယားခေါ်တန်ကြောင်အဲ့မှာတရားဆဟောတယ်။အဲ့ဒီတရားဆဟောတဲ့အခါမှာဘသူနဲ့သွားတွေ့လဲဆိုတော့သွားတီးယားမြို့ကနေအထယ်အလိတ်လာရောင်းတဲ့အမျိုးသမီးတစ်ယောက်ကသူတို့တရားဟောတာကိုနားထောင်ရတယ်။ Okay တေချာနားထောင်တော့တေချာနားထောင်တော့သွားတီးယားမြို့ကနေလာတဲ့သူဖြစ်တယ်။အဲ့ဒီလူတီဆိုတဲ့အမျိုးသမီးတစ်ယောက်ကသူတို့အဲ့မှာတရားပေါ်လူတို့ပေါ်လူတို့တရားဟောနေတဲ့မြို့ကဖိလစ်ပီးမြို့ဖြစ်တယ်နော်။ ဖိလစ်ပီမျိုးတူမဟုတ်ဘူးဒီလူတီကဘယ်ကနေလာလဲဆိုတော့တော်တီယာမျိုးကနေလာတာသူဘာလာလောက်လဲဆိုတော့စီးပွားရေးလာလောက်တာကျန်းစာမှာပြောတယ်လေနီမောင်းသောအထယ်အလိတ်ကိုရောင်းတဲ့တူတဲ့နော်နီမောင်းတဲ့အထယ်အထယ်အလိတ်ကိုရောင်းတဲ့တူကဘယ်လိုလဲဆိုတော့တော်တီယာမျိုးတူလူတီဆိုတဲ့မိမတယောက်ဖြစ်တယ်အမျိုးသမီးဒါအဲ့ဒီလူကစီးပွားရေးလုပ်ဖို့ဒီနီမောင်းတဲ့အထယ်အထယ်အလိတ်ကို ွားတီးယားမျိုးကနေယူပြီးတော့မှဖိလစ်ပီးမျိုးကိုလာရောင်းတာဖြစ်မယ်နော်။ဘာကြောင့်လဲဆိုတော့ဒါပေါ်လူနဲ့တွေ့တဲ့နေရာကဖိလစ်ပီးမျိုးထဲမှာလीနော်။ဖိလစ်ပီးမျိုးထဲမှာတရားဟောနေတဲ့ပေါ်လူကိုဒီတွားတီးယားမျိုးကနေလာတဲ့လူတိအမိရှိတဲ့အမျိုးသမီးကကြုံပြီးတော့မှသူတရားကိုနားထောင်ပြီးမှစိတ်ထဲမှာတကယ်တိုးထိပ်ပြီးတော့မှယုံကြည်ပြီးတော့မှကေတင်ချင်းရသွားတယ်โอเคကေတင်ချင်းရသွားပြီးမှသူ့အိမ်သားနဲ့အတူတကွပฏิဆံခံတယ်တဲ့ပฏิဆံခံပြီးမှပဲဗောပြလဲ ကျေနပ်ပြီလားဆိုမကျေနပ်သေးဘူးเนาะသူဘာလုပ်လဲဒီလားအာတခင်တဲ့တခင်တို့တခင်ဆိုတာကဟိုဘာလဲပေါ်လူတွေကိုပြောတာပေါ်လူတို့အဖွဲ့ကိုပေါ်လူတို့အဖွဲ့ကိုသူဘာလုပ်လဲဆိုဩဒါဘုရားတခင်ရဲ့လူပဲဆိုတော့သူတေချာသွားတဲ့အခါမှာသူဘာလုပ်လဲဆိုတော့ငါအိမ်ကိုခေါ်ရိုင်းမှငါပြူစုမှငါကျေနပ်မယ်ဆိုမှသူ့အိမ်ကိုမရရအောင်ခေါ်တာโอเคမရရအောင်ခေါ်တာသူ့အိမ်ကနီနီနာနာမဟုတ်ဘူးเนาะဖိလိပ္ပိယနေပဲထိသွားရလဲ။တွာတိယမြို့ရှိသွားရတယ်။တမျိုးနဲ့တမျိုးကွာတယ် ဆိုလိုချင်တာကအခက်အခဲအများကြီးရှိပေမဲ့လည်းအဝေးကြီးရှိနေပေမဲ့လည်း तू ရအောင်ခေါ်တာဖယားလူကိုရအောင်ခေါ်တာဘာကြောင့် तू ရအောင်ခေါ်လဲဒီလားဒါဖယားလူပဲဆိုတာ तू 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 တိသွားတယ်လေ तू တိသွားတယ် तू တေးချားတယ် तू တေးချားတိသွားတဲ့ခါမှာဖယားလူမှန် तू တိသွားတဲ့ခါမှာဒီကောင်းကြီးကို तू အဆုံးရှုံးမခံဘူးခေါ်ကိုခေါ်တယ်ခေါ်ပြီးတော့မှ तू ဘာလုပ်လုပ်စီချင်းလဲ तू အိမ်မှာလာနေပြီးတော့မှဘာဖြစ်လဲ तू ပြုစုဒါကို तू ကဒီဖယားလူတွေကိုပြုစုချင်တာဖယားလူတွေကိုတတိထားနော် ရှင်ပေါလုကငါတို့နေလို့အိမ်မှာလာပေးတဲပါလားလို့မပြောဘူးနော်ဒီလူတိဆိုတဲ့အမျိုးသမီးကအဲ့ဒီအခွင့်အရေးကိုတမင်တကာပါဖြစ်လေစုတ်ကင်ပြီးမှတမင်တကာသူခေါ်တာလူတိဆိုတဲ့သူကခေါ်တာငါအိမ်မှာလာတဲဖို့ရှင်ပေါလုတို့အဖွဲကငါတို့တဲတဲ့နေရာမရှိဘူးစားစရာမရှိဘူးနေလို့ငါ့ကိုခေါ်ထားပါလားလို့တောင်းဆိုလာတောင်းဆိုလာမတောင်းဆိုဘူးနော်မတောင်းဆိုဘူးဒါကြောင့်ဒီကနေ့များဆိုတော့အမှုတော်ဆောင်တွေကငါနေ့အိမ်မှာခဏလာအိမ်မဲ့ပေးအိပ်ပါလားပါညာအစာကျွေးပါလားပါ အဲ့လိုမျိုးပေါ်ပေါ်တင်တင်လာပြောတဲ့သူဆိုတတိထားတော့နော်မနေ့ကလည်းနည်းနည်းပြောပြတယ်အဲ့ဒီကိစ္စတွေတတိထားပါယုံကြည်သူတွေကအမှုတော်ဆောင်စစ်ဆိုတာယုံကြည်သူတွေတည်သွားတဲ့ခါမှာအမှုတော်ဆောင်တွေခေါ်မှာပဲသူခေါ်မှာပဲအခုရေလုံးဝအဆုံးရှုံးမခံဘူးဒါအကောင်းကြီးလန်းလေလူတိဆိုတဲ့အမျိုးသမီးတောင်တိတယ်နားလေတယ်ဒါဖယားတစ်ခါရဲ့လူပဲဆိုတာသူတိတဲ့ခါမှာသူ့အိမ်ကိုမရမကခေါ်တယ်ဘာလို့မရမကခေါ်လဲလို့ပြောလေတိလား ကျမ်းစာထဲမှာဘလို့ပြောလဲဆိုတမန်တော်ဥဒ္ဓုခန်းကြီး16ထဲမှာအငယ်15နောက်ဆုံးတစ်ခွန်းထဲမှာဘလို့ပြောလဲဆိုအနိုင်သွေးဆောင်လေဤတဲ့ဗါတယ်လေအနိုင်သွေးဆောင်လေဤတဲ့မရရအောင်ကိုခေါ်တာဖရားလူတွေကိုငါအိမ်မှာလာကိုလာရမယ်ဆိုရင်မှာโอเคဘာလို့ချင်ရလဲပြုစုချင်တာဟိုပါလေပေးစားချင်တာဟိုပေးလူချင်တာโอเคပေးလူချင်တာကူညီချင်တာဖရားလူကိုပေးဟိုဖရားအမှုတော်မြတ်အတွက်ပါဝင်ချင်တာလေ तू อ่ะဘာကြောင့်လဲ तू တီးတီးခြားခြားနားလေတဲ့ဒီလူတွေကဖျားလူပဲဆိုတာတစ္ဆာရှိတဲ့ဖျားလူစစ်မှန်တဲ့အမှုတော်ဆောင်ပဲသူတိတော်တဲ့အခါမှာဒီအခွင့်အရေးကိုလက်လွတ်အဆုံးရှုံးမခံဘူးအနိုင်သွေးဆောင်လေကြီးတဲ့မရောက်မကသူ့အိမ်ကိုခေါ်သွားတယ်မြို့တစ်မြို့နဲ့တစ်မြို့တလောက်ဝေးပြီးမဲ့လေ तू ခေါ်သွားတယ်ခေါ်ပြီးတော့မှပါဖြစ်လေတကယ်ကျွေးမွေးပြုစုတယ်အမတကယ်ရောခေါ်သွားလာဆိုခေါ်သွားတယ်တဲ့ခေါ်သွားလို့လေကျွန်တော်တို့နားလေရတာတခုကပေါ်လူကအဲ့ဒီပါလေတွာတိယမျိုးကိုရောက်သွားလို့တွာတိယအသိန်းတော်ဆိုတော့ပေါ်လာတာဗော။ ဘာကြောင့်လို့ပြောနိုင်ရလဲဆိုတော့တမန်တော်ဝုဒ္ဓခန်းကြီး16မှာတော့မဖော်ပြပေမဲ့ဗျာဒိတ်ကျမ်းမှာလာဖော်ပြတယ်โอเคဗျာဒိတ်ကျမ်းဖတ်ပြမယ်နော်ဗျာဒိတ်ကျမ်းခန်းကြီး1ငွေ17မှာလာဖော်ပြတယ်ဆရာဖတ်မယ်နော်တင်ဒီမြင်တော့အရာကိုစာဆောင်လိုက်ရေးထား၍ဒီနေရာမှာပြောတဲ့တင်ဒီဆိုတာရှင်ယောဟန်ကိုပြောတာနော်ဗျာဒိတ်ကျမ်းရေးတဲ့သူကတမန်တော်ကြီးရှင်ယောဟန်ဖြစ်တယ်အာဒီပေါင်တစ်ခုမှာပေါ့နော်သူအချုပ်ကြနေတဲ့အခါမှာဒီဖယားသခင်ရဲ့ နောင်ဖြစ်လာမဲ့အရာတွေဘုရားခင်ကသူ့ဖွင့်ပြတဲ့အခါမှာ तू ကစာနဲ့ကူရေးရတာအဲ့ဒါအခုဒီနေ့ကျွန်တော်ဖတ်နေတဲ့ဗျာသိက်ကျမ်းဆိုတာဖြစ်လာတာပဲโอเคဆိုတော့ဗျာသိက်ကျမ်းကိုရေးတဲ့ရှင်ယောဟန်ကဒီဗျာသိက်ကျမ်းခန်းကြီးတင့်ငယ်၁၁ထဲမှာဘလို့ပေါ်ပြလဲဆိုတော့တင်ဒီမြင်တော့အရာကိုစာဆောင်လိုက်ရေးထား၍တဲ့တင်ဒီဆိုတာရှင်ယောဟန်ကိုပြောတယ်ဒီစကားကိုပြောနေတဲ့ तू ကဘယ်သူလဲဆိုတော့ဟိုဗျာသိက်ကျမ်းခန်းကြီးတစ်ကိုတော့ဖတ်မယ်ဆိုရင်တခင်ယေရှုကိုယ်တိုင်ဖခင်တခင်ကိုယ်တိုင်ဟိုပြောနေတာဖြစ်တယ် တခါတလေကြလို့ရှိရင်ကောင်းကင်တမန်ကပြောမယ်ဒါပေမဲ့အဲ့ဒီပြောတဲ့အရာတွေကအားလုံးကဖျားရဲ့စကားနှုတ်ထွက်တွေပဲโอเคဆိုလိုချင်တာဖျားသခင်ကဒီပါလေရှင်ဝဟံကိုပြောတာအခုနင်မြင်တဲ့အရာတွေရေးထားပါတဲ့ရေးထားပြီးမှတဲ့အသင်းတော်ခုနှစ်ပါးကိုစာရေးပေးလိုက်ပါတဲ့ငါဒီလိုပြောတယ်ဆိုတာရေးပေးလိုက်ပါတဲ့အဲ့ဒီအသင်းတော်ခုနှစ်ပါးမှာဘာတွေပါမလဲဆိုတော့ကျွန်တော်ဖတ်ပြမယ်နော်အေဖက်မျိုးကအသင်းတော်စမူရဏမျိုးကအသင်းတော်ပေရဂန်မျိုးကအသင်းတော် ွာတိယမျိုးကအတင်းတော့โอเคတတိထားမိလားနပတ်လေးတမျိုးကပါလေတွာတိယမျိုးအတင်းတော့နောက်မှာကတာတိမျိုးအတင်းတော့ဖိလီဖိဖိလဒေလာမျိုးဖိအတင်းတော့ဖိလဒေလာဖိမျိုးအတင်းတော့နောက်ပြီးတော့မှလောတိကိမျိုးမှာရှိတဲ့အတင်းတော့အတင်းတော့ခုနှစ်ပါးကိုစာရေးပေးဖို့ပြောတဲ့အခါမှာဒီမှာတတိထားစေချင်တာကတွာတိယမျိုးပါတယ်ဆိုတာနားလည်ရမယ်တွာတိယမျိုးဆိုတာအခုနောက်ဘယ်သူနေရမျိုးလဲ လူတည်နေတဲ့မျိုး okay okay နားလည်ပြီလားတလောက်ဆိုလို့ရှိရင်ချိတ်ဆက်မိပြီလားဆိုလို့ချင်တာကလူတည်ဆိုတဲ့ဒီအမျိုးသမီးတယောက်ဟာဖယားသခင်ရဲ့အစီခံကျွန်တစ္ဆာရှိတဲ့အမှုတော်ဆောင်တွေကိုသူသူ့အိမ်ကြီးခေါ်လာတဲ့အခါမှာသူ့မျိုးအထိခေါ်လာတဲ့အခါမှာဘာဖြစ်လာလဲတိလားဘာဖြစ်လာလဲသူပဲကေတင်ချကေတင်ချင်းရတာမဟုတ်ဘူးသူ့မိသားစုလည်းကေတင်ချင်းရသွားတယ်သူ့မျိုးမှာဘာဖြစ်လဲ အေးဝင်ကလေးဝေငါတဲ့အသင်းတော်တပားပေါ်ပေါက်လာတဲ့ဟာလေလုယာဟာလေလုယာအသင်းတော်တပားပေါ်ပေါက်လာတဲ့အထိသူကောင်းကြီးရလာတယ်ဆိုလိုချင်တာကသူကေတင်ချင်းရတယ်သူမိသားစုကေတင်ချင်းရတယ်သူဆွေမျိုးအတိုင်းဝိုင်းသူမြို့မှာနေတဲ့သူအားလုံးအားလုံးကေတင်ချင်းရသွားဖို့အလားအလာရှိသွားတယ်ဟာလေလုယာချစ်တော်ညီကိုမောင်နှမတို့တင်တွေ့ရပြီလားတွေ့ရပြီလား အမှုတော်ဆောင်ဖျားလူစစ်ကိုပေးလူကူညီခြင်းအကျိုးကလူတီးကပါရတော့လေဒီလားထာဝရကေတင်ချင်းသူပဲမဟုတ်ဘူးသူအတိုင်းဝိုင်းကအကုန်လုံးရသွားဖို့အခွင့်ရေးရသွားတယ်ဒီနေ့ကျွန်တော်မေးချင်တဲ့ညီကိုမောင်တို့နားထောင်နေတဲ့သူတွေတင်းရမိသားစုထဲမှာလေကေတင်ချင်းမရသေးတဲ့လူရှိလားတင်းရအတိုင်းဝိုင်းထဲမှာလေကေတင်ချင်းမရတဲ့ရွှေမျိုးတွေရှိသေးလားတေချာပေါက်ရှိမှာပဲဆရာရဲမင်းရဲမိသားစုမှာတော့နည်းနည်းပါးပါးရှိတယ် ဆိုလိုချင်တာကဒီလိုရှိတဲ့အခါမှာကျွန်တော်တို့အသက်တာထဲမှာဖယားလူကိုပေးလူတက်ဖို့ဖယားလူစစ်မှန်တဲ့ဖယားလူကိုပေးလူတက်ဖို့လိုတယ်အဲ့ဒီလိုဖယားလူစစ်မှန်တဲ့အမှုတော်ဆောင်ကိုပေးလူလိုက်တဲ့အခါမှာတဲ့ကေတင်ချင်းတည်င်းကောင်းကကျွန်တော်တို့မိသားစုထဲမှာရောက်လာနိုင်တယ်ဆိုတာကျွန်တော်အလင်းပေးခြင်းနဲ့ okay အလင်းရပြီလားမသိဘူးအလင်းရစေပါ hallelujah တန်ရှင်တော်ဝိညာဉ်တော်တင့်ကိုအလင်းရစေပါဖယားတခင်ရဲ့အမှုတော်ဆောင်စစ်ကိုပေးလို့ 他呀都看一阿木佬上色，他呀绿色个白绿的看嘛，把嘞古泥的看嘛，OK 啊绿看的看嘛，给点钱的听讲话，吉诺罗米大叔他要拉嘞，给点钱的听讲话，吉诺罗大眼望他要拉嘞，给点钱的听讲话，吉诺罗庙古要拉嘞，哎啦吉诺罗也久呗。 ရှိမှာအပိုင်းတစ်အပိုင်းနဲ့ပြောသွားတာအေလိရှေအကြောင်းအေလိယအကြောင်းပြောသွားတယ်အဲ့မှာရတဲ့အကျိုးတွေကခက်တာကျွန်တော်တို့ကိုခန္ဓာအတွက်ဥစ္စာကောင်းကြီးနဲ့ကြွယ်ဝချင်းကောင်းကြီးပဲဒါပေမဲ့ဒီကနေ့ပြောသွားတဲ့ကောင်းကြီးတစ်မျိုးကဒီထက်ပါတဲ့ကောင်းကြီး power အသက်ကောင်းကြီး hallelujah တွေ့ပြီလားဥစ္စာကောင်းကြီးကကျွန်တော်တို့သိရင်ထားခဲ့ရမယ်ကြွယ်ဝချင်းစားတော့ချင်းကောင်းကြီးကလည်းထားခဲ့ရမယ်ဒါပေမဲ့ power ကာလတိုင်အောင်ကျွန်တော်တို့ရဲ့အတူရှိတာက power အသက်ဖြစ်တယ် power အသက်ဆိုတာပါလေမအိုမနာမတည်တဲ့ ကောင်းကင်တည့်မြေကြီးတည့်ကိုဝင်စားရမှာတစ်ချိန်ကြရင်အာမင်အာမင်ဒီကောင်းကြီးကဘာကြောင့်ရလာလဲတိလားလူတိဆိုတဲ့အမျိုးသမီးကအဲ့ဖျားလူတွေကိုပြုစုပေးလူလို့ကိုညီလို့အဲ့ဒီကေတင်ချင်းတည်င်းကောင်းသူတို့မျိုးရောက်လာတယ်သူတို့မျိုးကေတင်ချင်းရောက်လာလို့လေตัวตียาမျိုးมาရှိတယ်အတင်းတော်ဆိုမှပေါ်လာတာဗောကျင်းပညာရှင်တွေအများကြီးဟိုပါလေအာ ပေါ်ပြထားတာကအဲ့ဒီတွာတီးယာမျိုးမှာရှိတဲ့အတင်းတော်ကအဲ့ဒီလူတီကြောင့်ဖြစ်လာတာလူတီကအဲ့ဒီအမိုးတော်ဆောင်တွေကိုသူတို့မျိုးထဲမှာခေါ်သွားလို့ဒီပါလေတည်င်းကောင်းအင်္ဂလိပ်တည်င်းကောင်းပြည့်နှံ့သွားတဲ့ခါမှာတွာတီးယာမျိုးမှာရှိတဲ့အတင်းတော်ဆိုပြီးမှဖြစ်ပေါ်လာတယ်။နားလေပြီလားမသိဘူးမြင်ပြီလားမသိဘူးညီကောင်မတော်တို့မြင်ပါစေမြင်ပါစေ အမှုတော်ဆောင်တွေကိုခေါ်တဲ့အခါမှာအမှုတော်ဆောင်တွေကိုကျွန်တော်ပေးလူတဲ့အခါမှာအမှုတော်ဆောင်တွေကိုကျွန်တော်တို့အာကူညီတဲ့အခါမှာလက်ခံတဲ့အခါမှာဧခံတဲ့အခါမှာကေတင်ချင်းတပင်ကောင်းကျွန်တော်တို့စီကိုရောက်လာတယ်။ကေတင်ချင်းမရသေးတဲ့ကျွန်တော်မိသားစုဝင်တွေကေတင်ချင်းမရသေးတဲ့ကျွန်တော်အမျိုးအမျိုးတွေအတိုင်းဝိုင်းထဲကလူတွေကေတင်ချင်းမရသေးတဲ့ကျွန်တော်ဘေးပတ်ဝန်းကျင်ကလူတွေကေတင်ချင်းရလာနိုင်စေတယ်။ဟာလေလုယာ။ဒါကြောင့်ညီကိုမောင်မတို့ကျွန်တော်တခုပဲပြောမယ်အလင်းတခုပဲယူသွားပါဒီကနေ့။ ဘာလဲလဲဆိုတော့အမှုတော်ဆောင်တွေကိုအမှုတော်ဆောင်စစ်ကိုပေးလူချင်းအကျိုးကဘာလဲဆိုတော့တင့်မိသားစုမှာရှိတဲ့မယုံကြည်သူတွေတင့်ရဲ့အတိုင်းဝမှာရှိတဲ့မယုံကြည်သူတွေကဲတင်ချင်းရသွားနိုင်တယ်ဆိုတဲ့ဆိုတာပဲထပ်ပြောမယ်နော်ထပ်ပြောမယ်နော်တင့်မိသားစုမှာကဲတင်ချင်းမရသေးတဲ့သူတွေတင့်တင့်ရဲ့ရွှေမျိုးထဲမှာကဲတင်ချင်းမရသေးတဲ့သူတွေကဲတင်ချင်းရသွားနိုင်တယ်တင်ပါလို့ဆရာလို့လေအမှုတော်ဆောင်တွေကိုစစ်မှန်တဲ့အမှုတော်ဆောင်တွေကိုပေးလူတက်ဖို့ စစ်မှန်တဲ့အမှုတော်ဆောင်တွေအခံတက်ဖို့စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုကူညီတက်ဖို့ဒါပဲဒါပဲဒီလိုလုပ်ရင်တဲ့ကေတင်ချင်းတရင်ကောင်ကတိမိသားစုတွေကမယုံကြည်သူတွေစီရောက်လာမယ်တင်းရဲ့အတိုင်းဝိုင်းတွေကမယုံကြည်သူတွေစီရောက်လာမယ်တို့ကေတင်ချင်းကေတင်ချင်းရပါမယ်ဟာလေလုယာဟာလေလုယာကျွန်တော်ညီကုံချုပ်ရအောင်နော်ဒီကနေ့ပြောသွားတဲ့အရာကိုညီကုံချုပ်ရအောင်အလင်းရပြီလို့ယုံကြည်တယ်မျော်လင့်တယ်တန်ရှင်တော်ဝင်းကြီးတော်တင့်ကိုအလင်းပေးပါစေအာမင် ဒီကနေ့ပြောသွားတာကဖျားလူကိုပေးလူချင်းအကျိုးအပိုင်း၃ဖြစ်ပါတယ်ဒီကနေ့ပြောသွားတဲ့ဖျားလူကဘာလို့လဲဆိုတော့တမန်တော်ရှင်ပေါလုဖြစ်တယ်ပေးလူတဲ့သူကူညီတဲ့သူကဘာလို့လဲဆိုတော့တော်တိယမျိုးကလူတိဆိုတဲ့အမည်ရှိတဲ့အာစီပွားရေးစီပွားရေးလုပ်တဲ့သူเนาะစီပွားရေးလုပ်တဲ့သူโอเคဒီနေရာမှာ तू ပါရသွားလဲဆိုတော့ तू ကိုယ်တိုင်ပဲကေတင်ချင်းရတာမဟုတ် तू ရဲ့မိသားစုအတိုင်းဝိုင်း तू မြို့မှာရှိတဲ့သူတွေကေတင်ချင်းရဖို့အခွင့်အရေးရသွားတယ်ဟာလေလုယာ တင်းနဲ့ကျွန်တော်တို့ဘာတင်ကန်းစာယူရမလဲဒီကနေ့စစ်မှန်တဲ့အမှုတော်ဆောင်တွေကိုပေးလူချင်းကိုညီချင်းထောက်ပံ့ချင်းဟာကေတင်ချင်းကျွန်တော်မိသားစုထဲမှာရောက်လာနိုင်တယ်ဆိုတာအလင်းယူစေခြင်းနဲ့အလင်းပေးစေခြင်းနဲ့တန်ရှင်တော်ဝင်တော်တင်းကိုကောင်းချီးပေးပါစေအလင်းပေးပါစေဒီလိုလှုပ်ချင်းအားဖြင့်မယုံကြည်သေးတဲ့တင့်မိသားစုဝင်တွေယုံကြည်ပြီးမှကေတင်ချင်းရပါစေမယုံကြည်သေးတဲ့တင့်မိမိသားစုတွေအတိုင်းဝိုင်းရွှေမျိုးတွေတုတ်တင့်ပတ်ဝန်းကျင်ကလူတွေဒီလိုလှုပ်ချင်းအားဖြင့် ဒီလိုရင်လှုပ်ခြင်းရဲ့အကျိုးအားဖြင့်တို့တွေအားလုံးအားလုံးကယ်တင်ခြင်းရောက်မယ်လို့ကျွန်တော်အလင်းပေးခြင်းတယ်ဒီကနေ့အာနားဆင်သွားတဲ့သူတွေအားလုံးအားလုံးတကယ်ပဲဒီကောင်းကြီးရပါစေနော်ဟုတ်ပြီကျွန်တော်ဒီကနေ့နှုတ်ဘက်တော်ကိုဒီမှာပဲရက်နာမယ်နားနားမလဲတာရှိရင်ဆရာအကောက်ကိုအဲ့မှာလက်မှာမေးလို့ရတယ်စုတောင်းခံခြင်းလာဆိုရင်လည်းဆရာအကောက်ကိုတီးတက်လာပြောလို့ရတယ်နော်ဆိုတော့နှုတ်ဘက်တော်ကိုတော့ဒီမှာပဲညနာခွင့်ပြုပါနားဆင်သွားတဲ့သူတွေအရောက်ချင်းစီရန်ကိုဖျားရှင်တားရွတားရွကောင်းချီးပေးပါစေတော့ Amém.